နောက် comment တစ်ခုကပါလို့ဆိုရှင်ဒီ PWD ဆိုတဲ့ကောင်အဲ့ PWD ဆိုတာပါလဲကျွန်တော်သိချင်တယ်အဲ့တော့ MMM PWD အဲ့ PWD ဆိုတာအဲ့ခုလက်ရှိရှိနေတဲ့ current directory ဒါမှမဟုတ်ခုလက်ရှိကိုအလုပ်လုပ်နေတဲ့ working directory ကိုထုတ်ပေးမယ်ဟာရမယ်နော်တော့လေးပဲဒီကောင်အဲ့ဒီကနေပြန်ပြီးတော့ဒီ man page ကနေဖတ်ချင်တယ်ကျူလေးနေပြီးတော့ထွက်လာအဲ့ဒါမှမဟုတ်ကြည့်မယ်ကျွန်တော် PWD လို့ရရမယ်ခုကျွန်တော်ဘယ်အောက်မှာရှိနေလဲ home directory အောက်မှာရှိနေ ပုံမှန်ဆိုလို့ရှိရင်တော့ root out က home type ရှင်ပေါ့ဒါမှမဟုတ်ကျွန်တော်ကဒီ target ဆိုရင် emulator ကိုသုံးသုံးထားဖြစ်တယ်တွေ့ပါဖြစ်လဲအာဒီအောက်က data အောက်က con. target ဆိုအောက် file အောက်က home ဆိုကျွန်တော်ကိုလာပြီးတော့ပြပြရမနော်အဲဒါပြီးတော့ကိုခုကိုလက်ရှိရှိနေတဲ့ဒါရီအကြောင်းသိချင်လို့ရှိရင်အသုံးဝင်တယ် ဲညီကောင်းယူစေကတော့အရင်ကတော့မရှိဘူးပုံမှန်အားဖြင့်ဆိုရင်ဒီ PDF နဲ့ဆိုခုကိုလက်ရှိရှိရဲ့နေရာကိုသိရတယ်ပေါ့နော်သိရလို့ရှိရင်ကျွန်တော်ဘာလို့လုပ်ရလဲဆိုကျွန်တော်ပုံမှန်အားဖြင့် best script တွေမှာဆိုလို့ရှိရင်တော့အဲလက်ရှိရှိနေရာဘယ်ဟာအရင်မှာလုပ်ချင်လားဘယ်နေရာချိန်ချင်လဲစသဖြင့်အဲ့လိုမျိုးလေးတော့နေချရေးချရပေါ့နော်အဲဒီမှာတော့ best script ကအကျော်ဘာမှသိမပြောရသေးဘူး။ဘာလို့ best script ပြောချင်လို့ရှိရင်ကျွန်တော်ဒီ linux command တွေတော်တော်များများသိနေတယ်။ပြောလို့ရပြီအဆင်ပြေပါတော့။အဲ နောက်ပိုင်းကျလို့ရှိရင်ကျွန်တော်လည်းအချိန်ရလို့ best script ပိုင်းနေပါထည့်ပြောပေးဖြစ်လို့ရှိရင်ကျွန်တော်ဒီကောင်လေးတွေကို XML script လေးတွေမှာထည့်ပြီးတော့ရေးပြပေးမယ်။ဒါမှမဟုတ် video တွေကလွယ်တယ်တူတူလေးပဲ။ခုလက်ရှိရှိရတဲ့နေရာကိုကျွန်တော်တို့ထုတ်ပြပေးမှာ။ Open နဲ့ရောက်နေလဲစသဖြင့်ပေါ့နော်။